ော့ကျွန်တော်ထန်တာတေရှင်ရဲ့ဒါဒုတိယသင်ခန်းစာပေါ့နော်ထန်တာတေရှင်ဆက်ပါပြီအဲ့တော့ဒီနေ့သင်ခန်းစာကကျွန်တော်တို့ဘာသင်မှာလဲဆိုတော့ပထမဟိုအရင်သင်ခန်းစာမှာပြီးခဲ့တဲ့သင်ခန်းစာမှာတော့ကျွန်တော်ကဟိုပါစီနေဝ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 ါလေးစီနေဝါစီနေဝါလေးစီနေဆိုပြီးကျွန်တော်တင်ခဲ့တာပေါ့နော်အဲ့ဒါကဟိုပါပေါ့ intro ပေါ့နော်ဒီ tantiation ဒီဟိုပါပဇင်းတောင်တန်ကျွဲ intro အနေနဲ့ကျွန်တော်တင်ခဲ့တယ်ဒီနေ့ကကျွန်တော် main စသားလေးကိုကျွန်တော်စပြပူမူပေါ့နော်အဲ့တော့ ဒါပထမဦးဆုံးအပိုက်လို့ပြောမှာပေါ့စာသားနဲ့ဆိုရင်ပထမပိုက်တချင်းရဲ့ဒီတိုင်းအပိုက်ကြီးကိုဒီတိုင်းဟို simple ရေသွားမယ်ဆိုရင်တော့ဒုတိယပိုက်ပေါ့နော်ဒါမဲ့ဒီဟိုဟာနဲ့စာသားနဲ့ဆိုရင်တော့ပထမပိုက် tantiation tantiation ဒရန်ဒရန် tantiation ဆိုတဲ့စာသားစပြန်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာမစခင်ဒါပြီးခဲ့တဲ့သင်ခန်းစာလေးပြန်တီးမယ် see you ာဖန်တရားဒေရှင်ဖန်တရားဒေရှင်တရားတရားဖန်တရားဒေရှင်ကဲဒီရန်လေးဒီမှာဖြစ်ပါတယ်အဲ့တော့ထန့်တရားဒေရှင်ထန့်တရားဒေရှင်ဒရန်ဒရန်ထန့်တရားဒေရှင်အဲ့တော့ကျွန်တော်ဒါလေးမသိခင်ကျွန်တော်စာသားလေးတွေအရင်ပြောကြည့်မယ်နော်ထန့်တရားဒေရှင် ထန်းတရားဒေရှင်ဒယံဒယံထန်းတရားဒေရှင်ဒေရှာနာဟောနော်စာသာတတ်မှုရပင်ရေးချမတရားလို့ထွက်ပါမယ်တရားလို့မထွက်ပါဘူးတော်တော်များများတွေ့ရတယ်เนาะအေးအေးပြဿနာအေးအေးတရာတရာပြဿနာအေးတတ်မှုရပင်ကြီးကျွန်တော်လည်းရံမသိတရာလို့ထွက်တာတရာတရာတန်ဂျူတရာချင်းဝင်ကြီးပြတာစာရေးရလေနေဦးကာလာဝတန်ကာလာရောလားအေး တရာတရာချင်းဆိုတာမဟုတ်ဘူးတရာချင်းတရာချင်းเนาะတရာချင်းလို့ထွက်မယ်တရာတန်ကျိုးเนาะနောက်ပြီးရင်ထန့်တရာတေရှင်းအဲ့လိုတရာဆိုတဲ့အတန်မျိုးထွက်ပါမယ်เนาะတာမို့ရမယ်ကျတရာတန်ထွက်မယ်နောက်ပြီးလို့ရှိရင်ဒယံတွတ်ဓာရီရပင့်နန်းငက်တာအကောင်မြင်နေရည်တယ်ဒယံဒရန်ဒရန်လည်းထွက်တတ်ပါတယ်ဒါနည်းနည်းဘိုးတန်းပါတဲ့သဘောပေါ့เนาะအဲ့တော့ဒီအာတန်မဟုတ်ပါဘူးဒရန်ဒရန်ဆိုတဲ့အတန်မဟုတ်ပါဘူး sorry ဒယန့်အတန်မှာဒယန့်နော် dy ဆိုတဲ့အတန်မျိုးကိုထွက်တာပါ drum မဟုတ်ပါဘူးဒယန့်ပေါ့နော်အဲ့တော့ဟိုအင်္ဂလိပ်စာနဲ့တွေ့ရှင်းရလည်းမကောင်းဘူးအဲ့တော့ဒယန့်တန်ဆိုတဲ့အတန်နော်ဒယန့်အဲ့တန် drum မဟုတ်ဘူးနော်အဲ့ပြဿနာတော်တော်ဆိုးပါတယ်အဲ့ tra drum လို့အဲဟဲ့လား tra လို့အဲတယောအဲအဲ့လိုအဲ့လိုပေါ့နော်ပြောကြင်တာတယောတော့ကျွန်တော်နောက်ပြောပြရမယ်လောလောဆယ်တော့ထန့်တရားတီဒယန့်အဲအဲ့လိုမျိုးထွက်ပါမယ်နော်ဒါတွေက ဟိုအခြားဟာမဟုတ်ဒါတွေက music note တွေဒါတွေကကျွန်တော်တို့မြန်မာအတန်ရဲ့ဒါဂီတတင်ဂီတာတွေအဲ့တော့အဲ့တင်ဂီတာတွေအကြောင်းလဲကျွန်တော်နောက်ထပ်အဲဝီဘာဂီတာရောက်ရင်ကျွန်တော်ရှင်းပြမယ်အခုတော့ရှင်းပြလို့မကောင်းသေးဘူးဘာလို့အခုရှင်းပြရင်ကိုချက်ချက်ခတ်ကုန်မယ်ဟိုဘာလို့လဲဆိုတော့လက်ကတီးရကြည့်ရတာတမျိုးအာ theory တွေကြည့်ရတာတမျိုးဆိုလို့ရှိရင်အကုန်လုံး chart အဲ chart ဘက်တွေရမ်းကုန်မယ်ပေါ့နော်ပြောချင်တာကတော့အဲ့တော့ကျွန်တော်ဝီဘာဂီတာရောက်ရင်တော့ဒီ tan dia တရှင်ရဲ့အဓိပ္ပာယ်လေးတွေကျွန်တော် easy ရှင်းပြပေးပါမယ်နော်နောက်ဗီဒီယိုလေးတွေလုပ်ပြီးတော့ကျွန်တော် theory ခဲလေးတွေရှင်းပြပါမယ်ဒါလို့စတဲ့တော့ ဒါလောက်မလိုသေးဘူးเนาะဒါလောက်လောစေတော့ဒါလောက်မလိုသေးဘူးလောစေကဒါအတီးကိုပဲအဓိကကြည့်โอเคအဲ့တော့ပြောရရင်နည်းနည်းများပြီးစတင်မယ်အဲ့တော့ပြီးခဲ့တဲ့သင်ခန်းစာအဆုံးသတ်စီနေဝါလေးစီနေဒါမျိုးဆုံးဟိုင်းเนาะအဲ့တော့စမယ်ဒီနေ့သင်ခန်းစာညာဘက်လက်ခလဲ D ဘက်ဘက်လက်ညူ C A ဟုတ်ပြီเนาะ D ပြီးညာဘက်လက်ညူ C A โอเค A B A ပြီးတော့ဘက်လက်ညိုးလေးကကိုယ်က C ကိုပြန်ပြီးမယ် A B A B โอเค A B A B ဒီတိုင်းဖြစ်ပါတယ်ထန်တရားထန်တရားเนาะ A B A B ပြီးရင်ဘက်လက်မ E ညာဘက်လက်မ B ပါဆုံး D B A B ပြောဆုံးဒီမှာเนาะလက်မနှစ်ချောင်းဆုံးဆုံးချမှာ D B A B လက်ကလေးอ่ะဘူးเอဘူးနေဘူးပြောအေးဘူးဆိုဘယ်ဘက်လက်ကလေးอ่ะ BOD อ่ะเนาะကျွန်တော်ပါဇက်ကမပြောလဲရလို့တေဘူးနေဘူးပြောဘူးကဲအဲ့ဒါလေးကိုနှစ်ခေါက်တီးမယ်တေဘူးနေဘူးပြောဘူးတေဘူးနေဘူးပြောဘူးโอเคရမယ်เนาะအဲစာသားနဲ့ဆိုแท ာဘက်လက်မ A ဒါလေးဟလေးတာနော်ညာဘက်လက်မလေးက A ပြီးရင်ဘယ်ဘက်လက်မ F တေတေနော်လာဖာโอเคဒါတေဘူးနော်အဲ့တော့နှစ်ခေါက်တီးမယ်တေဘူးတေဘူးဒါမျိုးပေါ့နော်တေဘူးတေဘူးအဲ့ဒါကိုတယန်တယန်ထွက်မယ်နော်အဲ့တော့ပေါင်းတော့ ောက်ခောက်ပြန်ကြည့်မယ်ဟုတ်ပြီပြီးရင်နောက်တစ်ခါထန့်တရာတေရှင်ထပ်တီးမယ်အစောကထန့်တရာတေရှင်ကိုမဒီမှာလာတီးမယ်နော်ထန့်တရာတေရှင် ဒီတစ်ခါထန့်တက်တေရှင်မှာပထမကျွန်တော်အရင်တော့ထန့်တက်ရတေရှင်ပြီးတော့ဘေဘလက်ကလေး B ကိုပြန်ချခိုင်းတယ်လေအခုနောက်ဆုံးတစ်ခါပြန်တီးရထန့်တက်တေရှင်မှာကျတော့ဘေဘလက်ကလေး B ကိုမချတော့ဘူးသူကအလုံးတော့မှန်တယ်ဒါပေမဲ့လက်လေးပြောင်းသွားမယ်ဘယ်လိုလေးပြောင်းသွားမလဲထန့်တရာတေရှင်ဘေဘလက်ကလေးနေရာမှာလက်ညှိုးလေးဝင်လာမှာနော်အစိုးရပထမထန့်တက်တေရှင်နှစ်ခေါက်ကျွန်တော်တို့ထန့်တရာတေရှင်ထန့်တရာတေရှင်အဲ့ဒါတီးတော့ဘေဘလက်ကလေးနေတီးတယ်ပြီးရင်တရန်တ ရယ်ပြီးရင်နောက်တစ်ခါဖန်တရာတေရှင်ဆိုထပ်လာတော့ဒီဘက်ဘက်လက်ခလဲနေမှာလက်ညှိုးရောက်လာမှာပေါ့နော်ရှင်းမယ်တော့တူတယ်ဖြည်းဖြည်းလေးတစ်ခေါက်ပြန်ကြည့်နော်ကျွန်တော်ပြောရှုပ်သွားမှာဆိုလို့ဖြည်းဖြည်းပြန်ကြည့်အမ် ဘာလို့လဲဆိုတော့နောက်ဆက်တီးမဲ့အလုံးကဒီလက်တန်းတီးမှာဆိုတော့လက်တန်းဟိုက်အီယိုလာတီးမှာအဲ့လိုလေးတီးမှာဆိုတော့သူကလက်ကိုကြိုပြီးရွှေ့ထားတဲ့သဘောပေါ့နော်အဲ့တော့လက်တန်းနောက်တစ်လုံးနောက်နောက်ဆက်မဲ့သင်္ကန်းဆက်ပြောမယ်နော်ဘယ်ဘက်လက်တန်း E ပြီးရင်ဘယ်ဘက်လက်ညိုးလေးကခုနက B ကိုပြန်ထောက်အဲ့တော့ပေါင်းတော့ဒါမျိုးလေးဖြစ်သွားနော်ကြာကြည့်မယ် ော့ကျွန်တော်တစ်ခုလုံးပေါင်းပြီးတည်ပြမယ်တစ်ခုလုံးเนาะဒီနေ့သင်ခန်းစာတစ်ခုလုံးပေါင်းတည်ပြမယ် and they are the ရှင်လက်တန်းလက်ညိုโอเคပြန်ကြည့်ပါ ော့ကျွန်တော်စာသားနဲ့ဆိုရင်ထန်တရားတပိုက်ဖြစ်တယ်เนาะအတပိုက်ရသွားပြီအထန်တေရှင်ပထမတပိုက်ရသွားပြီအဲ့တော့အဲ့တပိုက်ကိုနောက်တစ်ခေါက်ပြန်တီးမယ်မာဂီတာရဲ့အထုံးစံပြပြမယ်เนาะမာဂီတာက ဒါအပိုက်တစ်ပိုက်ကိုနှစ်ခါပြန်ပြန်ကြော့တဲ့အချင်းရှိပါတယ်အဲ့တော့ဒီတစ်ပိုက်ကိုနှစ်ခါပြန်ကြော့မယ်အဲ့တော့ပြန်ကြော့ပြမယ်တန်တရား င်ဆိုလို့ရှိရင်အဲအဲဟဲ့ဟဲ့ဆိုလေချောင်းတိုင်ထွက်လာဆိုရင်ဆိုရင်လည်းဟုတ်ပြီနော်အဲ့တော့ထန်တရာတေရှင်ထန်တရာတေရှင်ဒီယန်ဒီယန်ထန်တရာတေရှင်ကဲအဲ့တော့ကျွန်တော်တို့တပိုက်ရသွားပြီတပိုက်ရသွားပြီဆိုတော့ဒီမှာကျွန်တော်နည်းနည်းလေးပြောပြမယ်နော်အဲ့မှာကျန်လာကျွန်တော်တိတ်မပြောဘူးဒီတစ်ခါကျွန်တော်အတွဲလေးတွေအကြောင်းနည်းနည်းရှင်းပြမယ် အတွဲလေးတွေအကြောင်းရှင်းပြမယ်ဆိုတာကဒါက basis လောက်ပေါ့နော် advanced လောက်တွေ intermediate လောက်တွေတော့ကျွန်တော်မရှင်းသေးဘူးဒါတွေကနောက်ကျရင်ဖြည်းဖြည်းဖြစ်လာလိမ့်မယ်အဲ့တော့လောလောဆယ်အတွဲလေးတွေအကြောင်းကျွန်တော်ရှင်းပြမယ်အချို့ကရှိတယ်ကိုကတီးနေတယ်တီးပြီးဘာလို့ဒီမှမတီးရပြဿနာတွေဖြစ်တတ်တယ်အာတီးတော့တီးနေရပဲအလုံးတွေခေါဒီကလော့တွေဆရာဒီကလော့ဒီကလော့နေဆိုလို့ကိုကလိုက်နှိပ်တယ်ဒါပေမဲ့လိုက်နှိပ်တာပဲရှိရယ်ဘာတွေကိုကိုကတီးလို့တီးနေမှကိုကိုမတီးဘူးအဲ့လိုပြဿနာတွေဖြစ်တတ်တယ်အဲအဲ့လိုပြဿနာတွေမဖြစ်ဖို့အတွက်ကတော့ဒါဒါလေးကြည့်တာပေါ့နော်အဲ့ဒါလေးကအရေးကြီးတယ် အဲ့လိုမဟုတ်လို့ရှိရင်စန္ဒယာတိတာစန္ဒယာတိရလည်းမတူဘူးကွန်ပျူတာနဲ့တိုင်းတူနေမှာဟုတ်တယ်မလားပြောချင်တာ Okay အဲ့တော့ကြည့်မယ်အခုခုတီးဝရဲ့ထဲမှာပဲကြည့်တန်တရားဒီကဲစအတွဲလေးတွေစတွေ့ရပြီနော်အဲ့တော့အတွဲဆိုတဲ့သဘောတရားကဘာလဲဆိုတော့ဇုံလို့ခေါ်ပါတယ်သူကနော်စာလုံးသေးသေးတွေတခြားမင်းစုံဆိုပေမဲ့သူကဇုံလို့ပဲအဲအတန်ထွက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကနှစ်နှစ်ဖက်အဲလက်နှစ်ဖက်ဗျိုင်းနူချတာစန္ဒယာမှာတော့ဥမာလက်မနဲ့လက်ညိုးနဲ့ချရလဲဖြစ်နိုင်တယ် လက်တန်းလက်တန်းချရလဲဖြစ်နိုင်တယ်လက်မလက်မချရလဲဖြစ်နိုင်တယ်လက်ခလက်လက်မချရလဲဖြစ်အဲ့လိုဘယ်လက်နဲ့မဆိုနှစ်နှစ်ချောင်းစုံကြတာမှန်တယ်များအောင်နှစ်ချောင်းတပြိုင်တည်းကြတာမှန်တယ်များအောင်စုံနေလို့ခေါ်ပါလေအဲ့တော့ပတလားတို့စောင်းတို့ကတော့လွယ်တာပေါ့ဗျာသူကတော့နှစ်ချောင်းမဲ့တည်းရဲ့ဒုတိယဖြစ်တဲ့အတွက်ဒါစောင်းဆိုလည်းလက်မလက်ညိုးအဲနှစ်ဖက်စုံကုတ်လိုက်တာထားမျိုးအဲဒါဆိုစုံပေါ့ပတလားဆိုလည်းဒီတိုင်းပဲဒါမျိုးထိလိုက်တာဒါဆိုစုံပေါ့ဟုတ်တယ်မှာရှင်းရှင်းလေးပဲဒါပေမဲ့ စနေရမှာကျတော့လက်တော်နေနေအလုပ်ပုံစံရှင်တော့ပြဿနာရှိဒါပေမဲ့အဓိကကိုကမှတ်ထားဖို့ကကျတော့နှစ်ချောင်းဒါဒဂိုင်နဲ့တိတာမှန်တယ်များဇုံအဲ့တော့ဇုံမာမအမျိုးအစားကြီးထက်ခွဲတယ်ငါးလုံးတွဲလို့အဲဒါ6လုံးတွဲလို့9လုံးတွဲလို့10လုံးတွဲလို့9လုံးတွဲလို့စသဖြင့်အဲဇုံမာမအဲ့လိုအတွဲလေးအတွဲလေးတွေထက်ခွဲတယ်နော်အဲ့တော့အဲ့လိုထက်ခွဲတာဘလို့သတ်မှတ်ချက်လေးတွေနဲ့ခွဲလဲဆိုတာကျွန်တော်ဒီနေ့ရှင်းပြမယ်အဲ့တော့ကျွန်တော်တို့ကအစားငါးလုံးတွဲဆိုရင်ငါးလုံးလုံးဇုံဖိချလို့ကျွန်တော်ထင်တာဒါမျိုးမဟုတ်ဘူးနော် ကျွန်တော်တို့ကထင်ခဲ့တာကိုပြပြတာမဟုတ်ဘူးเนาะငါးလုံးတွဲဆိုတာကဒါမျိုးအဲ့လိုအလုံးငါးလုံးလုံးဇုံဖိချရဲခော့ကင်တယ်လို့မျိုးဒါမျိုးဒီရဲဒါမျိုးတွဲရဲတွဲကိုငါးလုံးတွဲလို့ခေါ်တာမဟုတ်ဘူးအဓိကငါးလုံးတွဲဆိုတာကကျွန်တော်ဒီမှာကျွန်တော်ပြမယ်ခဏကဒီပါရဲ10တရား10ဒါကိုငါးလုံးတွဲလို့ခေါ်တယ်ဘာလို့ခေါ်လဲကြည့်အောင်တွဲတွဲကိုကြည့်မယ်เนาะ10တရား10အတွဲ10 အဲ့တော့ဘယ်ဘက်လက်မ E နဲ့ညာဘက်လက်မ B နဲ့လို့ကျွန်တော်ပြောထားတာဟုတ်အဲ့ဒါကိုဇုံချတာလက်မ E လက်မဘယ်ဘက်လက်မ E ညာဘက်လက်မ B အဲ့တော့ဇုံချတော့အဲ့ဒါကိုဘာလို့ငါလုံးလို့လို့ခေါ်လို့ဆိုရင်ဘယ်ဘက်လက်မအစားပြီးရေးလိုက်ဒီဘယ်ဘက်အဆုံဆုံးစတီးရဲ့အလုံးကစားပြီးရေးမယ် E ဒီ B ထိရေနော် E F G A B ဘယ်နှလုံးလဲခဲ့ရေးကြည့်နော် E F G A B ငါးလုံးတစ်လုံး ိုက်ဘက်လက်မအစားရတယ်ဟိုက်ဘက်လက်မအဆုံးအထိတွဲတဲ့ဒီငါဒီဟိုပြောရ space ပေါ့နော်ဒီနှလုံးရဲ့ကြားမှာရှိတဲ့ distance ကိုသူကပြောချင်တာပါအဓိကဒီလက်မဒီလက်မအဲ့လက်မအစားအဆုံးဒီအတွဲနှစ်ခုရပထမဦးဆုံးစတွဲရတဲ့လုံးနဲ့အဆုံးနဲ့အလုံးအပါအဝင်ကြားမှာရှိတဲ့အလုံးတွေရဲ့အရည်အတွက်ကိုရည်ပြီးတော့သူကအလုံးတွဲကိုသတ်မှတ်တယ်ကဲအဲ့ဆိုဒီလိုဆိုရင်1 2 3 4 5အဲ့တော့5လုံးတွဲဟုတ်နော် ောက်နေဘာလို့ငါးလုံးလဲလို့ခေါ်လဲဆိုတော့ तू อ่ะဒီအလုံးဒီအလုံးဒီနှလုံးအပါအဝင်ဒီအလဲမှာ၃လုံးအဲ့တော့၅လုံးပေါ့เนาะအဲ့လိုမျိုး၅လုံးရှိတဲ့အတွက် तू อ่ะးမှာဒီအရေးအတွက်ပေါ့เนาะဒီအရေးအတွက်ကိုကြည့်ပြီးတော့ तू อ่ะ၅လုံးကတ်မှတ်တာပါတကယ်တော့တွဲတာကတော့ခြားတာတော့ဇုံနှလုံးလဲခြားတာပဲတကယ်တော့ခြားလဲဆိုနှလုံးလဲဇုံခြားနေတာဒါပေမဲ့ဒီနှလုံးရဲ့းမှာ၅လုံးกว่าနေလို့၅လုံးတာဒီမှာတော့ဒီ၃လုံးကိုမကြည့်နဲ့เนาะအဲ့၃လုံးကမဆန်းအဲ့၃လုံးကတက်တက်အဲ့၃လုံးကကျတော့ပါတော့ပါပဲမဲ့ တကယ်တော့စရည်ရင်ဒီအစာအလုံးနဲ့အဆုံးအလုံးမှာထည့်ရှိရမယ်အဲ့တော့အစာအလုံးနဲ့အဆုံးအလုံးအပါဝင်ဒီသုံးလုံးမှာအပါဝင်ပေါ့နော်အစာအလုံးအဆုံးအလုံးအပါဝင်ပြောင်းရှုပ်လာပြီအဲ့အစာအလုံးနဲ့အဆုံးအလုံးအပါဝင်ဒီအလျားသုံးလုံးမှာထည့်ပေါင်းလိုက်တော့၅လုံးပေါ့နော်အဲ့တော့၅လုံးတွေဖြစ်ပါတယ်ရှင်းမယ်လို့ထင်ပါတယ်မရှင်းရင်မေးမယ်နော်မရှင်းရင်ကျွန်တော်ဖုန်းဆက်မေးလို့ရတယ် Messenger Telegram ကြားတဲ့နေရာလာမေးလို့ရတယ်ကျွန်တော်ရှင်းတိကျထပ်ရှင်းပြပေးမယ်ဒီမှာတော့ဗီဒီယိုအရင်ရှင်းမှာဆိုလို့အဲ့ထပ်တော့ပို့ပြီးကျွန်တော်အကျယ်မချဲ့တော့ဘူး ဒါတလောက်ဆိုရင်တော့ဒါတော်တော်လူဘင်းတော်နားလေလောက်မယ်ထင်ပါတယ်ဗျာကျွန်တော်အစဉ်ပြန်တော့ရှင်းပြပေးရမယ်เนาะအစဉ်မပြေလို့ရှင်းတော့မေးပေါ့เนาะအဲ့တော့ဒီလိုပါ1 2 3 4နားလိုက်မယ်ထင်ပါတယ်သူရဲ့ဂျားမှာရှိတဲ့ distance ကိုရည်တက်တာဖြစ်ပါတယ်အဲ့တော့အားလုံးဒါပေမဲ့ခြတာကတော့နှလုံးနဲ့ပဲခြတာပဲเนาะအဲ့လိုကွာတိဖို့လိုတယ် ဒါငါးလုံးတွဲလို့ခေါ်ပါတယ်အခုဆိုကျွန်တော်တို့စပြီးအတွဲနဲ့ထိတွေ့လာပြီအဲ့တော့ဒီ10 deletion မှာငါးလုံးတွဲလေးကျွန်တော်တို့စပါလာတယ်10တရားငါးလုံးရှင်10တရားငါးလုံးရှင်ပြီးတရံတရံ10တရားငါးလုံးတွဲရှင်โอเคကဲအဲ့တော့ကျွန်တော်တို့ဝါးလေးရိုက်မယ်ဗီဒီယိုလေးရှင်းကုန်ပြီကဲအစင်ရတင်ကန်းစာနဲ့ပြန်ပေါင်းပြီးတော့ရိုက်ကြမယ် ဆုံးရရပြန်ပေါက်ရလိုက်မယ်နော်အရှိကျွန်တော်မတိကျတော့လို့ပါပြီတန်တရာတေရှင်တန်တရာတေရှင်တယတယတန်တရာတေရှင်တေဟုတ်ပြီကဲအဲ့တော့ကြည့်ရအောင်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 ဆရာသမားတို့ရေကဲကြည့်မယ်အဲ့တော့အရင်က 시네왈리 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 사면 어 텐디야 디더와신 텐디야 디신 디야 디야 텐디야 디신 하빈어 지메 하빈어 지메 어 thank you

ကျွန်တော်ဝါမရီခင်နေနဲ့ရှုပ်သွားမှာဆိုလို့ပြောပြပေးမယ်နော်ဒီမှာဒါအခြေခံဖို့လို့ကျွန်တော်အများကြီးရှင်းပြနေရတာတကယ်တကယ်ကျွန်တော်ဝေပါတော့ကြောင်းကျွန်တော်ရှင်းတော့မှမဟုတ်တော့ဘူးအဓိကဒီမှာတခြားကြည့်ထားမယ်နော်ဘာလို့လဲဆိုတော့ဒီသချင်းမှာဒီနေရာမှာထူးခြားမှုလေးရှိတယ်ဘာလို့ဆိုတော့10တရာတေရှင်ဝင်တဲ့နေရာမှာစီနေဝါလေးစီနေ10တရာအဲ့လိုဝင်တာဆိုတော့ तू ကဒီစီနေဝါလေးစီနေဝါဆိုတော့တကယ်တော့အဆုံးမှာဝါဆိုပြီးပြန်ချအောင်ပါဒါပေမဲ့ तू ကဒီမှာချမထားဘူး ချာမထားပဲနဲ့ဒီပထမစီးနေဝါလေးစီးနေစီးနေဝါစီးနေဝါအပိုက်ကဲအဆုံးမှာဝါဆိုပြီးပြန်ပြီးချဖို့လိုသေးတယ်ဒါပေမဲ့မချပဲနဲ့သူကအနောက်ကတီးခွက်လေးဒီထန့်ပြတေရှင်ရဲ့အစတီးခွက်လေးကအဲ့ဝါဆိုတဲ့ဝါပေါ့နင်းပြီးဝင်လိုက်တာဟုတ်တယ်နော်သဘောပေါက်တယ်နော်အဲ့မှာစီးနေဝါလေးစီးနေထန့်တရားအဲ့လိုဖြစ်သွားတာပေါ့နော်အဲ့တော့သူကအဲ့လိုဝါပေါ်မှာနင်းပြီးဝင်တာတော့သူကဝါနင်းတယ်လို့ခေါ်ပါတယ်ဒါကိုအရှိရဝါကိုလာနင်းတာပေါ့နော်ဒါပေမဲ့သူကသူဘလို့ပဲနင်းနေဘလောက်ပဲနင်းနေ ီဝါကတော့အရှိအစီးနဲ့ဝါလေးစီးနဲ့ဝါတွေကဒီအရှိအပိုက်ထဲကဝါဖြစ်တဲ့အတွက်ဒီထန့်တရာတေရှင်ထဲမှာလာပြီးယူစရာမလိုဘူးเนาะထန့်တရာတေရှင်ထဲကဝါထဲမှာဝါရည်တွက်မှုထဲမှာဒီအရှိအထန့်တရားဆိုတော့ဒီပထမဝါကိုထည့်ပြီးယူစရာမလိုဘူးဘာလို့ဆိုတော့အဲ့ဝါကပထမစီးနဲ့ဝါလေးစီးနဲ့ဝါရဲ့ဒီပထမအပိုက်ကအဆုံးသက်ဝါဖြစ်နေလို့သူကဒီဝါကိုထည့်ပြီးယူစရာမလိုဘူးเนาะအဲ့ဒါကိုသဘောပေါက်ဖို့လိုတယ်โอเคအဲ့တော့ကြည့်မယ်

အမှကျွန်တော်ပြောမယ်နော်ဒီမှာဘာလို့တော့ရှစ်ဝါးကြီးလဲပုံမှန်ဆိုလို့ရှိရင်ဒီထန့်ထန်တရားဒီဒီထန့်ဆိုတဲ့နေရာအဲ့ဝါးနဲ့ပါရောပြီးရေမယ်ဆိုလို့ရှိရင် तू က၉ဝါးဖြစ်သွားမှာဒါပေမဲ့ဘာလို့၉ဝါးမဖြစ်လဲဆိုလို့ရှိရင်အဲ့ထန့်ဆိုတဲ့နေရာဝါးကဒီနောက်ကထန့်တရားတရှင်အပိုက်ကဝါးမဟုတ်ဘူးအရှိကစီးနေဝါးစီးနေဝါးစီးနေဝါးလေးစီးနေဝါးအပိုက်ကဝါးဖြစ်တဲ့အတွက် intro ရဲ့ဝါးဖြစ်နေတဲ့အတွက် तू ကဒီပထမပိုက်ထဲမှာထည့်ပြီးရေးစရာမလိုဘူးအဲ့တော့ဘယ်နေရာဝါးအစားရမလဲထန့်တရားအဲ့တရားနဲ့အတူတူကြတဲ့ဝါးအစား တရားရဲ့နောက်ပိုင်းကစရည်မယ်တရားဒီမှာတဝါရှင်ခန့်တဝါနှစ်ဝါတရားဒီသုံးဝါရှင်တရံလေးဝါရှင်ခန့်ငါးဝါတရားဒီခြောက်ဝါရှင်ခုနှစ်ဝါတဲဟုတ်ပြီနော်အဲ့တော့ရှစ်ဝါပေါ့နော်အဲ့သဘောပေါက်မယ်လို့ထင်ပါတယ်တေချာလေးပြန်ဗီဒီယိုကြည့်ကြည့်ပါ repeat လုပ်ကြည့်နော်ဗီဒီယိုတစ်ခေါက်တည်းမကြည့်နဲ့ကျွန်တော် YouTube ကတင်ပါအဲ့အတွက် download ဆွဲပြီးအေးအေးဆေးဆေးကြည့်လို့ရတယ်ဘာမှသိမလောနဲ့နော်လောတာမကောင်းဘူးโอเคတစ်ခေါက်ပြန်ကြည့်

ကဲအားယူโอเคပါဗျာအဆင်ပြေမလို့ထင်ပါတယ်เนาะအဆင်မပြေမေးမယ်ဟုတ်ပြီအဲ့တော့ပထမပိုင်းရှင်းွားဒုတိယပိုင်းရှင်းွားကဲအဲ့တော့နောက်နောက်တဲ့အဲအဲနေုံနေုံဟိုကလေရှင်းွားဆိုပေမဲ့ဒါနှစ်နှစ်ကြော့ပြန်ပြီးမှဆိုတော့16ွားဖြစ်သွားမှာเนาะဟုတ်တယ်မလားနှစ်ကြော့ပြန်ပြီးမှဆိုလို့ရှိရင်တော့16ွားဖြစ်သွားမယ်ပထမပိုင်းရှင်းပထမတစ်ခေါက်ရှင်းွားဒုတိယခေါက်ပြန်ရှင်းွားဆိုတော့သူကထက်ထက်ရှင်ဘက်ကနှစ်ခေါက်ပြန်ပြီးမှဆိုတော့သူ16ွားလို့ယူမှာเนาะโอเคအဲ့တော့နောက်တစ်ပိုင်းပြန်တွေ့ပါမယ်